စ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာစစ်တပ်နဲ့တာဇာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူတွေကိုဆန္ဒမဲပေးရွေးချယ်ဖို့စစ်ကောင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်ဒီဇင်ဘာလတရက်ကပြင်ဦးလင်မြို့နယ်ဗဟိုမီးသက်တန်တန်းကျောင်းဇီးပင်ကြီးရဲရာရှိလေးချင်ရေးကျောင်းနဲ့နိုင်ငံဝန်တန်းတက္ကသိုလ်တို့မှတန်တန်းသားတန်တန်းသူတွေနဲ့တွေ့ဆုံစဉ်စစ်ကောင်းဆောင်ကအခုလိုပြောဆိုခဲ့တာပါဒါပြင် နိုင်ငံတော်ပြုတ်ကွဲလာမယ့်အခြေအနေတွေကြုံတွေ့လာပါက နိုင်ငံတည်ငြိမ်ဖို့ဆောင်ရွက်ရမှာစစ်တပ်ကမရှိမဖြစ်လိုအပ်တာကြောင့်ကာကွယ်အမြင်ရှိတဲ့ကိုယ်စားလှယ်တွေကိုမဲပေးဖို့စစ်ကောင်းဆောင်ကပြောပါတယ်။တပ်မတော်ဟာနိုင်ငံတော်တည်တည်ွေရှိနေမယ့်အခိုင်အမာဆုံးအဖွဲ့အစည်းဖြစ်တဲ့အတွက်တပ်မတော်နဲ့တာအာဇာတဖြစ်ပြီးလက်တွဲဆောင်ရွက်နိုင်သူတွေကိုရွေးချယ်ဆန္ဒမဲပေးဖို့လိုပါတယ်လို့ဇီးပင်ကြီးတင်နန်းမှာတက်နေတဲ့ဝန်ထမ်းတွေကိုစစ်ကောင်းဆောင်ကပြောခဲ့တာပါ။ မဲမတမာမှုမဖြစ်အောင်မြန်မာအီလက်ထရောနစ်မဲပစ်စနစ် MEVM တွေနဲ့မဲထည့်နိုင်အောင် စီမံနေတယ်လို့လည်းစစ်ကောင်းဆောင်ကပြောပါတယ်။နိုင်ငံဝန်ထမ်းတွေအနေနဲ့လည်းအစိုးရအသည့်ပြောင်းသွားပါကမိမိတို့တာဝန်အလိုက်ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပြီးအာဏာရပါတီနဲ့အစိုးရအဖွဲ့မူဝါဒများကွဲပြားသွားပြီးမယ်။ရုံးဌာနတွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းစစ်ကောင်းဆောင်ကပြောပါတယ်။ ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်ရပ်ပိုင်းလောက်သာလိုတော့တဲ့အချိန်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကနေပြည်တော်အပါအဝင်နိုင်ငံတော်လုံးမှာရှိတဲ့ဝန်ထမ်းတွေနဲ့မိသားစုတွေကိုစစ်တပ်လက်အောက်ခံစစ်ဖွဲ့ပါတီကိုသာမဲပေးဖို့အတွက်ဖိအားပေးလာနေတာဖြစ်ပါတယ်။ဆေးအုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာကြန့်ခိုင်ရေးပါတီအပါအဝင် ပါတီပေါင်း58ပါတီကကိုယ်စားလှယ်ပေါင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးအဲ့ဒီထဲမှာကြန့်ခိုင်ရေးပါတီက ကိုယ်စလဲပေါင်းတထောင်ကျော်ပါဝင်ပါတယ်စစ်ကောင်းဆောင်ရဲ့အနီးကပ်လူယုံစစ်ဘိုလ်ချုပ်ကြီးတွေအပါအဝင်စစ်ဘိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ကြမ်းခံရေးပါတီကနေအမတ်၁၀ရောက်ထက်မနည်းရွေးကောက်ခံရမယ့်နေပြည်တော်မှာအငိမ့်စားစစ်ဘိုလ်၈ရောက်ထိဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ပို့ကုံရောင်းွေ25ရာခိုင်နှုန်းပေးသွင်းနေရမှုကို မကြမီလပိုင်းအတွင်းထပ်မံလျှော့ချပေးမယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောပါရယ်။နိုဝင်ဘာလ30ရက်နေ့ကရန်ကုန်မှာရှိတဲ့အမျိုးသားကားကြက်ရုံမှာကျင်းပတဲ့ကုန်တယ်ဆက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရဲ့အစည်းအဝေးမိကုံးမှာပြောကြားသွားတာဖြစ်ပါရယ်။25ရာခိုင်နှုန်းကိုတိတ်မကြခင်ဒီတလ2လအတွင်းမှာပဲလျှော့ချပေးနိုင်မှာဖြစ်ပြီးဒေါ်လာကိုလည်းဈေးကစားတဲ့ဖြစ်စဉ်မျိုးမလုပ်ကြဘူးသူကပြောပါရယ်။ လက်ရှိမှာပို့ကုန်တင်ပို့သူတွေအနေနဲ့ပို့ကုန်တင်ပို့တာကနေရရှိတဲ့ပို့ကုန်ရငွေပမာဏရဲ့25ရာခိုင်နှုန်းကိုဗဟိုဘဏ်ညွှန်ကြားချက်အရမြန်မာကျပ်ငွေနဲ့လဲလှယ်ဆောင်ရွက်နေရတာဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်ဆောင်ကကုန်သွယ်မှုအခွန်နဲ့ပတ်သက်ပြီးအချို့နေရာတွေမှာအားနည်းချက်တွေရှိတယ်လို့ဆိုပြီးအခွန်ငွေနဲ့ပတ်သက်ပြီးမကြာမီကာလအတွင်းရှော့ချဆောင်ရွက်သွားမယ်လို့လည်းထည့်ပြောပါတယ်။နိုင်ငံစီးပွားရေးကိုအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်နေတယ်လို့ကုန်သွယ်တွေနဲ့စက်မှုလက်မှုလုပ်ငန်းရှင်တွေကလည်း မမှန်ကန်ကန်လုပ်ငန်းလုပ်စီခြင်းနဲ့လို့သူကဆိုပါတယ်။စစ်ကောင်ဆောင်ကအခွန်လျှော့ချပေးမယ်လို့ဆိုပေမဲ့လက်ရှိမှာစစ်ကော်မရှင်လောက်ခံဌာနတွေကအထူးကုန်စည်ခွန်နဲ့ပြည်ပရောက်အလို့သမားတွေရဲ့ဝင်ငွေခွန်တွေကိုတိုးမြင့်ကောက်ခံနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာဝင်ငွေခွန်အမျက်ခွန်ကုန်သွယ်လုပ်ငန်းခွန်ရင်မျိုးခွန်အောက်မလေးသိန်းစုခွန်ဒစိကောင်းခွန်မြေခွန်ရေခွန်နဲ့တာတမန်ခွန်အင်းအိုင်ခွန်နဲ့တသက်တုခွန်တွေကိုပြည်ရင်းအခွန်များဦးစီးဌာနကကောက်ယူနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်းပို့ကုန်ရငွေဒေါ်လာ350ကျော်ပြန်မသွင်းလို့ဆိုပြီးပဲလုပ်ငန်းရှင်၈ဦးကိုအရေးယူလိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ကရင်ပြည်နယ်မြဝတီမြို့မင်းလက်ပံရွာအနီးမှာစစ်ကောင်ရှင်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တို့တိုက်ပွဲတွေပြင်းထန်နေစဉ်နေဆက်လုံခြုံရေးအရာဆိုပြီးနှစ်နိုင်ငံကုန်စည်ဆင်းဆင်းနေတဲ့နေဆက်ကုန်စည်ဂိတ်တွေကို ထိုင်းစစ်တပ်ကပိတ်ထားလိုက်ပါတယ်။ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြဝတီချစ်ကြည်ရဲ့အမှတ်တဲတရားကလွဲပြီးလေကိတ်တွေအားလုံးကိုယာယီပိတ်ထားဖို့အတွက်ထိုင်းအာဏာပိုင်တွေကညွှန်ကြားချက်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ထိုင်းနိုင်ငံတက်ခရိုင်အတွင်းနှစ်နိုင်ငံ ကုန်စည်စည်းစင်းနေတဲ့မဲဆောက်မဲရမတ်ဖုတ်ဖရာအုံဖြန်နဲ့ထားဆောင်ရန်ဒေတာတွေထဲမှာရှိတဲ့နယ်စပ်ဂိတ်တွေကိုနိုဝင်ဘာလ30ကနေဒီဇင်ဘာလ6ရက်နေ့အထိရပ်ဆိုင်ထားမှာဖြစ်တယ်လို့ထိုင်းစစ်တပ်လက်အောက်ခံနေကြသောတပ် နရဆန်တပ်ဖွဲ့ကထုတ်ပြန်လာတာပါပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့ကနှစ်ဖက်တိုက်ပွဲအတွင်းလက်နက်ကြီး60မမကြီး၅လုံးဟာထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်မြို့နယ်မဟာဝံရက်ကွက်ဝီမီတင်းကျေးရွာတဲကိုကြားရောက်ပောက်ကွဲခဲ့ပါတယ်။ဒါကြောင့်ထိုင်းစစ်တပ်ဘက်ကလည်း120မမမိဂိုဘုံ၄လုံးကိုမြန်မာဘက်ချမ်းကိုပြန်လည်ပစ်ခတ်ခဲ့ပြီးဒရီဘေးတုံ့ပြန်မှုတွေပြုလုပ်ခဲ့ပြီးနောက်အခုလိုနေဆက်ဂိတ်တွေကိုပိတ်ထားလိုက်တာပါ ထိုင်းမြန်မာနယ်စပ်တလျှောက်ကတရားဝင်ဖြတ်တန်းသွားလာတဲ့ဂိတ်တွေနဲ့တရားမဝင်ဝင်ရောက်တဲ့နေရာတွေကိုပါထိုင်းစစ်တဲ့နေကြားဆောင်အထူးတပ်ဖွဲ့ကပိတ်ဆို့ခဲ့တာဖြစ်ပြီးတိုက်ပွဲကြောင့်နှစ်နိုင်ငံပြည်သူလုံခြုံရေးစိတ်မချရတဲ့အတွက်အရဲသားပြည်သူဖြတ်တန်းသွားလာခွင့်တွေကိုပါပိတ်ပင်ထားတယ်လို့သိရပါဗျ။အခုဖြစ်ပွားနေတဲ့မင်းလက်ပံရွာတိုက်ပွဲဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့က DKBA ကလုံခြုံရေးယူပေးထားတဲ့ကြားဖြန့်လုပ်ငန်းတွေကို KNU, KNLA ပူးပေါင်းတပ်တွေကဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်းဆက်လက်ဖြစ်ပေါ်နေတဲ့တင်းမာမှုတွေဖြစ်ပါတယ်။လက်ရှိမှာထိုင်းမြန်မာနယ်စပ်ဒေသတွေဖြစ်တဲ့မဲလက်ပန်းမဲဝါခီနဲ့အင်ဂျင်မြိုင်အနီးတစ်ဝိုက်မှာစစ်တပ်နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေတိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်တယ်လို့သိရပါဗျ အရှိတောင်အာရှနိုင်ငံသုံးခုမှာ မိုးသေးထန်စွာရွာသွန်းမှုကြောင့်ရေကြီးရေလျှံမှုနဲ့မြေပြိုမှုကြောင့်တည်ဆုံးသူ600ကျော်ထိရှိလာခဲ့တယ်လို့သိရပါဗျ။မလကာရေလက်ကြားမှာရှရှပပဖြစ်ပေါ်ခဲ့တဲ့အပူပိုင်းမုန်တိုင်းကြောင့်အင်ဒိုနီးရှား၊မလေးရှားနဲ့ထိုင်းနိုင်ငံတို့မှာမိုးသေးထန်မှုနဲ့နေပြင်းတိုက်ခတ်မှုတွေဟာရက်သက်တပတ်ကြာဖြစ်ပွားခဲ့ပြီးပျက်စီးဆုံးရှုံးမှုကြီးမားခဲ့ပါဗျ။တရံဝင်ထုတ်ပြန်ထားတဲ့စီးရင်စရာတွေအရရေဘေးတင့်သူ၄တန်းကျော်ရှိရမှာ ထိုင်းတောင်ပိုင်းမှာလူဦးရေ၃သန်းနီးပါးနဲ့အင်ဒိုနီးရှားအနောက်ပိုင်းမှာတိတသက်မှတသန်းခန့်ရှိပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာသေဆုံးသူ900ကျော်၊ထိုင်းမှာ190နဲ့မလေးရှားနိုင်ငံမှာ၃ဦးရှိခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။အဆိုပါ၃နိုင်ငံမှာလူဦးရေထောင်ပေါင်းများစွာကိုရေဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပြီးလက်ရှိမှာရေများပြန်ကျနေပြီဖြစ်သည့်တိုင်ကုညီကယ်ဆယ်ရေးတာဝန်ရှိသူတွေဟာရေဘေးသင့်ဒေသများစွာကိုရောက်ရှိနိုင်ဖို့အတွက်စူးစမ်းနေရဆဲဖြစ်ပါတယ်။ ဒါအပြင်ဘင်္ဂလားပင်လယ်အော်ရှိသီရိလင်္ကာနိုင်ငံမှာစိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်သမိုင်းတလျှောက်အဆိုးဆုံးသဘာဝဘေးတွေနဲ့လည်းရင်ဆိုင်နေရပါတယ်။သီရိလင်္ကာမှာရေဘေးကြောင့်သေဆုံးသူ340ထပ်မင်းရှိနေပြီဖြစ်ပြီးအရေးပေါ်အခြေအနေကြေညာထားရပါတယ်။သမရမေကွန်ပြောကြားခဲ့ရမှာရေဘေးကြောင့်ပျက်စီးဆုံးရှုံးမှုအင်မတန်ကြီးမားတာကြောင့်ပြန်လည်ထူထောင်ရေးတွေအတော်လုံးယူရမှာဖြစ်တယ်လို့ဆိုပါတယ်။လူ၂၀၀ကျော်ပျောက်ဆုံးနေပြီး နေ2000လောက်ပျက်စီးသွားတာကြောင့်လူသသိန်းကျော်ဟာယာယီခိုလုံရေးစခန်းတွေမှာနေထိုင်ကြရပါတယ်။နိုင်ငံရဲ့သုံးပုံတစ်ပုံလောက်မှာလျှက်စင်မီနဲ့ရေပေးဝင်မှုပြတ်တောက်နေကြောင်းဒါဟာနိုင်ငံသမိုင်းမှာအဆိုးဝါးဆုံးသဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်းတိရိလင်္ကာသမရာအနုရာကူမာရာဒစ္စနာယကကပြောပါတယ်။အဆိုးရကနိုင်ငံတကာအကူအညီတွေပေးကြဖို့မြစ်တာရက်ခံထားပြီးပြည်ပရောက်တိရိလင်္ကာနိုင်ငံသားတွေကိုလည်းငွေကြေးလှူဒါန်းကြဖို့တိုက်တွန်းထားပါတယ်။ အာရှဒေသမှာရေကြီးရေလျှံမှုအန္တရာယ်မြင့်မားနေတာကြောင့်ကြိုတင်ပြင်ဆင်ထားကြဖို့ကမ္ဘာမိုးလေဝသအဖွဲ့ WMO ကလည်းသတိပေးထားပါတယ်။မိုးသည်ဌာနကြောင့်ပျက်စီးဆုံးရှုံးမှုတွေများခဲ့သလိုပုံမှန်မဟုတ်တဲ့ပြင်းထန်မုန်တိုင်းတွေကြောင့်လည်းအကြီးအကျယ်ပျက်စီးမှုတွေဖြစ်ခဲ့ပြီးစီးပွားရေးဆုံးရှုံးမှုတွေလည်းရှိတယ်လို့ဆိုထားပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းဆုံခလာခရိုင်ဟိုင်အိုင်မြို့ကရေဘေးသစ်မြန်မာရွှေ့ပြောင်းတွေအနေနဲ့စာအုပ်စိမ့်လို့တည်ကြတယ်။ မြို့သူမြို့သားဖြစ်ကြောင်းတတ်သိခံလက်မှတ် CI ဆောက်တွေကိုနီးစပ်ရာစခန်းတွေမှာတောလုံနိုင်တယ်လို့ဗန်ကောက်မြို့မှာရှိတဲ့မြန်မာအလို့သမားတန်ရရှိယုံကသတင်းထုတ်ပြန်ပါတယ်။ဟရိုင်မြို့နယ်မှာနိုဝင်ဘာလနောက်ဆုံးပတ်အတွင်းစံချိန်တင်ရေးကြီးခဲ့တာကြောင့်အဲ့ဒီဒေသမှာရှိတဲ့ရေးပေးတဲ့မြန်မာရွှေပြောင်းအလို့သမားတွေအနေနဲ့ CI ဆောက်ပျောက်ဆုံးပျက်စီးခြင်းတွေရှိပါကနီးစပ်ရာ CI စခန်းတွေမှာပြန်လည်ထုတ်ပေးသွားမယ်လို့ဆိုပါတယ်။ CI ဆောက်ပျောက်ဆုံးပျက်စီးခြင်းများအပြင် CI ဆောက်အတွက်ပေးသွင်းထားသူတွေအနေနဲ့ စမှုစခွန်စမှုပရာကန်ချင်းမိုင်းစရတ်ဌာနီမြို့တွေမှာရှိတဲ့ CI ထုတ်ပေးရေးစခန်း၄ခုနဲ့ကရာဘီမြို့ရှိ Mobile Unit Center မှာရှောက်ထားနိုင်ပြီးအချက်အလက်တွေကိုစီစစ်ကပြန်ထုတ်ပေးသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံရောက်နေတဲ့အထောက်ထားမဲ့မြန်မာလူသမားတွေကိုထိုင်းဆိုရကပန်းရောက်ကဘတ်လို့ခေါ်တဲ့ဝတ်ပါမစ်ပေးတဲ့ကတ်တွေကိုနှစ်စဉ်ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ပန်းရောက်ကဝတ်ပါမစ်ရတဲ့မြန်မာအလို့သမားတွေဟာတက်တန်း၅နှစ်ရှိတဲ့ CI စာအုပ်ကို စစ်ကော်မရှင်လောက်ခန့်အလုံသမားဝင်ကြီးဌာနကထိုင်းအာဏာပိုင်တွေရဲ့ခွင့်ပြုချက်နဲ့ထိုင်းနိုင်ငံထဲမှာလာရောက်ဖွင့်လှစ်စာအုပ်ထုတ်ပေးတာဖြစ်ပါတယ်။ CI စာအုပ်နဲ့ထိုင်းနိုင်ငံအတွင်းမှာခရိုင်89ခုလုံးကိုရွှေ့ပြောင်းသွားလာနိုင်တာလည်းဖြစ်ပါတယ်။အလုံသမားရေးဆောင်ရွက်နေသူတွေကတော့ CI စာအုပ်လုတ်เสียမလို့ပဲထိုင်းလုံသမားဝင်ကြီးဌာနကိုရှောက်ထားရပြီးဝင်ကြီးဌာနကထုတ်ပေးတဲ့ပန်းရောင်ကတ်တစ်ခုထဲနဲ့သာမြမရွှေပြောင်းလုတ်သားတွေထိုင်းနိုင်ငံနဲ့နေထိုင်သွားလာအလုပ်လုပ်ခွင့်ရဖို့တောင်းဆိုနေကြပါတယ်။